အနီမေတွေကြည့်ပြီးစီစဉ်သူတွေမျောနေတဲ့တွေရှိလားငါတို့ရဲ့ခြေစုံဇက်ကောင်တွေကဘယ်တော့ပြန်လာမလဲဆိုပြီးစောင့်မနေကြတဲ့အိုတာကူလေးတွေကိုရှိလားသိမပူကြပါနဲ့တော့2026ဟာစောင့်မနေရုံနဲ့စီမဲ့နှစ်တနည်းဖြစ်လာတော့မှာပါတချို့အနီမေတွေကစီစဉ်သူတွေထွက်လာပေမဲ့တချို့အနီမေတွေကတော့ final season အနေနဲ့2026မှာလာမှာပါရှေ့ပုံမှာလည်း2026မှာလာမယ့်အနီမေတွေကိုပြောထားတာမို့ဒီဗီဒီယိုလေးကြည့်ပြီးရင်သွားကြည့်လို့ရပါတယ်ဒါဆိုရင်2026မှာတရားဝဆောင်ကြည့်ရမယ်အနီမေစီစဉ်သူ30ကကိုပြပြပေးမယ် နောက်ဆုံးပြပြမဲ့အနီမီလေးကိုဒါသိရင်စမနေရတဲ့သူတွေပြောသွားမယ်ဆိုတာအမခန့်နေ။ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်။နံပါတ်၁ဟဲပါရာဒိုက်။ဒီအနီမီလေးကတော့အရှင်အကျန်းသားရဲ့ကြိုက်တဲ့သူတွေအတွက်တော်တော်လေးမိုက်တဲ့ series လေးပါ။ဒီအနီမီကမပတ်စရူရဲ့လက်ရိုက်ဖြစ်ပြီးစီဇန်1ဆက်တဲ့တုန်းကလည်းနာမည်အရင်ကြီးခဲ့ပါတယ်။ဒီအနီမီရဲ့အသားချက်ကတော့ animation ရည်ရွယ်သူအရင်ကောင်းတာပါ။စီဇန်2ကိုလည်း map through you ကပဲကြိုင်မှာမို့ quality ကတော့ကောင်းမှသေးကြတယ်အတူတူပြရရင် MC ကလည်း OP ဖြစ်တာမို့ overpower MC ကိုမှကြိုက်တဲ့သူတွေကြီးတင်ပါတယ် ီဇန်2ကလည်း2026တဲ့လာမှာမို့အောက်မြင့်တဲ့ကားလေးပါစီဇန်2မှာတော့လော်တန်ဆဲလို့ခေါ်တဲ့ရန်သူတွေပါလာမှာပါသူတို့ကလည်း MC တို့လုံးဝမသိနိုင်တဲ့ရန်သူတွေပါဒါကြောင့် MC တို့အဖွဲ့ကအချင်းချင်းပြန်တိုက်ခိုက်တာတဲ့ဒီတန်ဆဲတွေကိုရေဆန်ရတော့မှာပါဒီတော့သူတို့တွေဘလို့ပူပေါင်းမဲ့အသက်ရှင်မလဲဆိုတာကတော့2026လာမယ့်စီဇန်2မှာစောင့်ကြည့်ရမှာပါနံပါတ်1 Firefox စီဇန်3ပတ်ဝန်းကို April 4ရက်နေ့မှာစတင်ထုတ်ဝေခဲ့ပြီးတော့အပိုင်း7ပိုင်းနဲ့အဆုံးသတ်ခဲ့ပါတယ်။2026မှာတော့စီဇန်3ပတ်2ကို January 9ရက်နေ့မှာစတင်ထုတ်လင့်မှာပါ အပိုင်းကတော့12ပိုင်းပါမယ်လို့ခန့်မှန်းနေကြပါတယ်။နောက်ပြီးတော့ပတ်တူးကဒီအနီမေးရဲ့နောက်ဆုံးစီးနေဖြစ်တာမို့ Firefox Fan တွေအတွက်တော့အကျဉ်းနဲ့ဆရာကောင်းတဲ့အဆုံးသက်ကိုမြင်ရမှာပါ။ဒီပတ်တူးမှာရှင်းရရဲ့အကြမ်းဆုံးနဲ့နောက်ဆုံးတိုက်ခွတ်တည်တည်ကိုမြင်ရပါလိမ့်မယ်။ Final Season ဖြစ်တာမို့ MC ကလည်း Lightspeed နေပါကျန်းနေပါပြီ။ Evangelion နဲ့ Arula ရဲ့လိုအပ်ချက်တွေအားလုံးလည်းပေါ်လာမှာပါ။ MC တို့ရဲ့တိုက်ပွဲကကဘာကြီးအဆုံးဖြတ်ကိုပြောင်းလဲပေးမဲ့တိုက်ပွဲကြီးဖြစ်ပါလိမ့်မယ်။ Final Season ဖြစ်တာမို့ကျွန်တော် Spoil နေမပြောတော့ပါဘူး။နံပါတ်3မူရှိခိုတန်းစစ် Job Black Reincarnation မွေရှိကိုတန်းစီဖန်နေအတွက်တော့တရင်ကောင်းပါပဲဒီအနီမေကအီဆန်ကိုင်းနွေရဲ့ဖခင်ကြီးလို့တောင်းတင်စားနေကြတဲ့အနီမေပါစီဇန်3ကလည်း2026တဲမှာလာတော့မှာပါဧပြီလရက်ထဖို့များတယ်လို့ခံမှန်းနေကြပါတယ်ထောက်လုံးမဲ့စတူဒီယိုကတော့အရင်စတူဒီယိုပိုင်းဖြစ်တာမို့ကွာလီတီကတော့လုံးဝကိုကြက်မှာမဟုတ်ပါဘူးစီဇန်3မှာတော့ရူဒီရက်ဟာဆုံးမချက်ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ရတော့မှာပါနောက်ပြီးတော့သူ့ရဲ့ glow up ဖြစ်မဲ့ပုံစံကိုလည်းမြင်ရမှာပါအရင်ကထပ်ပို့ပြီး over power လည်းဖြစ်လာလိမ့်မယ်ဒါပေမဲ့လည်းစီဇန်3ထွက်ရင်တော့ဘေးနားမှာတချို့ဆောင်မိကြီးကိုအကြံပေးခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ ်ပါမို့ပါနံပါတ်လေး free and beyond journey and ပထမစီစဉ်မှာတင် anime furniture မှာရည်မှန်းစားခဲ့တဲ့ free and ရဲ့စီစဉ်သူကတော့ထွက်လာတော့မှာပါစီစဉ်1ကြည့်ပြီးဟာတတာဖြစ်နေတဲ့ခန်းစားချက်တွေကိုအခုလာမယ့်စီစဉ်သူကဖြည့်ဆည်းပေးပါလိမ့်မယ်စီစဉ်သူမှာတော့ free and france threat တို့300ဟာ eden လို့ခေါ်တဲ့ဝိညာဉ်လူရှိတဲ့နေရာကိုသွားဖို့ခရီးဆက်နေတာပါစီစဉ်1မှာ first class mate eden ကိုပြီးသွားပါပြီစီစဉ်သူမှာအဓိကပလာနိုင်တာကတော့မင်္ဂဖတ်တူတူအရင်ကြကြတဲ့ eldredo အဖြစ်ဖြစ်ပါတယ်ဒီအဟာ free and cd တစ်ခုလုံးမှာအကောင်းဆုံးနဲ့ဆက်လို့ရတဲ့အကောင်းဆုံးလို့နာမည်ကြီးပါတယ် ဒီတစ်ခေါက်မှာတော့ free hand ကိုရင်ဆိုင်ရမယ့်ရန်သူတွေဟာတာမန်ရန်သူတွေမဟုတ်တော့ပါဘူး The 7 Sage of Destruction နဲ့ကအကျန်းနေတဲ့အင်အားကြီးဒီမိုတွေနဲ့တိုက်ခိုက်ရမှာပါအထူးသဖြင့် March ဆိုတဲ့ဒီမိုနဲ့တွေ့ရမယ့်အပိုင်းကအရင်မိုက်တယ်လို့ပြောကြတယ်ကျွန်တော်ကတော့မန်ဂါမဖတ်ရတယ်တော့စီနန်သူကဘယ်လောက်တိကောင်းလဲဆိုတာကိုမပြောပြတတ်သေးပါဘူးမန်ဂါဖတ်သူတွေကတော့တော်တော်ကြီးကိုကောင်းတယ်လို့ပြောနေကြပါတယ်စီနန်သူကတော့2020ကျော် January တလပိုင်းနဲ့မှလာမှာပါ animation ကတော့ထုံးစံတိုင်း mouse သူရကပဲဆက်လက်တောင်းဝင်ထားတာမို့တုံးတဲ့ effect တွေကတော့တော်တော်လေးကောင်းမှသိကြတယ်။နံပါတ်5 Saga of Tanya ရဲ့ event ဒါအနီမီရဲ့စီရင်သူကလည်း2026ထဲမှာလာတော့မှာပါစီရင်သူထွက်ဖို့ကြေညာထားတာတော်တော်ကြပါပဲအခုမှပဲတည်ကြတဲ့တရင်ကောင်းကိုကြားရတာပါစီရင်သူမှာအဓိကကြည့်ရမှာကတော့ထာနညာနဲ့မယ်ရီဆူရဲ့တိုက်ပွဲပါမယ်ရီဆူက BHC ကနေစွားရီအများကြီးရထားတာပါနောက်ပြီးတော့ထာနညာကိုတက်ဖို့တခုတည်းသူအသက်ရှင်နေရလဲဖြစ်ပါတယ်ထာနညာရဲ့အင်ပါယာကလည်းနိုင်ငံပေါင်းစုံရဲ့ဝိုင်းဝန်းတက်ခိုက်ခြင်းကိုခံနေရပြီးတော့အခြေအနေကတော်တော်လေးကိုကြက်သေးလာမှာပါထာနညာတယောက်ဖျားတဲ့ခင်ကိုမယုံကြည်ပဲသူ့ရဲ့ကိုယ်ပိုင်ရည်ရှင်နဲ့ဘလို့ဆက်ပြီးအန်သူမလဲဆိုတာကိုစီရင်သူမှာစောင့်ကြည့်ရမှာပါ သူရွနုကပဲဆက်လက်ထုတ်လုပ်မှာမို့ quality ကတော့စိတ်ချရပါတယ်။တချို့ကတော့လုံးစိတ်ပြည့်စရာမှမဟုတ်ပါဘူး။နံပါတ်6ဒေါက်တာစတုံးကျွန်တော်တို့ရဲ့ဒေါက်တာစုံအနီမီလေးကလည်း2026ထဲမှာအဆုံးသတ်ပါတော့မယ်။ season 4ပတ်သူကတော့ဇူလိုင်10ရက်နေ့မှာစတင်ခဲ့ပြီးတော့စက်တင်ဘာ25ရက်နေ့မှာပြီးသွားပါတယ်။ပထမကတော့2026ထဲမှာလာမယ်လို့သိရပြီးတော့ဘယ်လာထဲမှာပြတ်တက်မယ်ဆိုတာကတော့မသိရသေးပါဘူး။နောက်ပြီးတော့ပထမကဒေါက်တာစုံအနီမီတစ်ခုလုံးရဲ့နောက်ဆုံးပိုင်းမှာပထမမှာစံကူရိုးရဲ့ရည်မညက်ဖြစ်တဲ့လဘော်ကိုတွားကြမှာပါ။သူတို့ဟာကိုဝိုင်ဒုံးပြန်တွေတိဆောက်ပြီးတော့အကာတာလေးကိုထွက်ကြတော့မှာပါ။ ဇလန်းဆာကနေကဘေဟိနီဖြစ်နေတဲ့ white man ဆိုတာဘာတူလဲ။ဘာကြောင့်လူသားတွေကိုကြောက်ဖြစ်အောင်လွတ်ခဲ့တာလဲဆိုတာကိုတော့ဒီပတ်သရီမှာအကုန်သိရမှာပါ။အနီမေထွက်လာရင်လဲ spoil နေချောင်မတတိပေးခြင်းပါတယ်။ spoil မိရင်ကြည့်ရတဲ့အရာတွေပြက်ကုန်မှာမို့ပါ။နံပါတ်9 The Angel Next Door Spoil Mirror Than ရူမတ်ဖန်တွေတော်တော်များများစောင့်ကြည့်ရတဲ့အနီမေလေးကတော့အစီအစဉ်ထွက်လာတော့မှာပါ။ထွက်မဲ့အချိန်ကတော့2026 April လာတဲ့လို့သိရပါတယ်။ Season 1မှာအာမာနဲ့နဲ့မာဟီရိုနှစ်ယောက်ချစ်သူတွေဖြစ်သွားပါပြီ။ Season 2မှာကသူတို့နှစ်ယောက်ရဲ့ချစ်သူဘဝကိုအဓိကမြင်ရမှာပါ။ အရင်ကလိုတငယ်ချင်းတို့လိုပါလဲလို့မဟုတ်တော့ပဲတကယ်ချစ်သူတွေလို3ဖြစ်တဲ့အခန်းတွေကြီးလာတော့မှာပါချစ်သူတွေပြေသွားကြပြီဆိုတော့အเจ้าမှာလူသိမခံရတာတွေမိဘတွေနဲ့ဆက်ဆံရေးအပိုင်းတွေလိုမျိုးအခက်အခဲလေးတွေလည်းပါလာအောင်မှာပါဒါပေမဲ့အသိမမှုကြပါနဲ့သူတို့နှစ်ယောက်ကအတူတူဖြစ်ကြကြမှာပါဒီအနီမီကိုကြည့်မယ်ဆိုရင်တော့တတိထားရမှာတစ်ခုရှိပါတယ်အဲ့ဒါကတော့ဆော်လိုချင်တာပါအမားနဲ့နဲ့မဟိုက်တူတို့ရဲ့ရူဒါခန်းတွေကြည့်ပြီးမဟိုက်တူလောက်ကောင်မလေးမျိုးလိုချင်လာမှာပါစိတ်မကောင်းစရာကသူ့လောက်ကောင်မလေးမျိုးကမြင်လန်းရှာရင်တောင်မရှိတာပါပဲရှိခဲ့ရင်လည်းလူကြီးမင်းတို့ကိုပြင်ကြိုက်မှာမဟုတ်လို့စိတ်ပူစရာမလိုပါဘူး ံပါတ်၈ Classroom of the Elite အထာကြတဲ့အာရနကိုကြီးရဲ့စီဇန်4ကလည်း2026ဧပြီလထဲမှာထွက်လာတော့မှာပါစီဇန်3မှာပထမနေပြီးသွားပြီဆိုတော့စီဇန်4မှာတော့သူတို့ရဲ့ဒုတိယနှစ်ကိုစတင်ပြသမှာပါစီဇန်4မှာစိတ်ဝင်စားစရာကောင်းတာကတော့အာရနကိုကြီးကိုကြားထုတ်ဖို့အတွက် Wyron ကနေလွှတ်လိုက်တဲ့လောကျင်မှုတရားရွက်လာတာပါအဲ့ဒီလူကပထမနေကျောင်းသားတည်တွေထဲမှာပုံနေတာပါဒါကြောင့်အာရနကိုကြီးတယောက်ဘဒုကရဲ့နေလဲဆိုတာကိုလိုက်ရှာရတော့မှာပါကျောင်းကောင်စီဥက္ကဋ္ဌနာဂူမူကလည်းအာအနုကိုကြီးကိုအအောင်ဆိုင်လာပါပြီ။နောက်ပြီးတော့သူ့ကိုဆင်ခေါ်တာတွေကိုအရင်ကထက်ပိုလို့လာမှာပါ။ ဒါကြောင့်ဟိုရီခိတာမရှိတော့တဲ့နောက်ပိုင်းအာနိုကိုဂျီနဲ့နာဂိုမိုရိုရဲ့အပြည့်မှုကကြီးကောင်းလာမှာပါ။ဒုတိယနှစ်ဆိုတော့ဆာမူဝဲဆီမြင့်နေကလည်းပို့ပြီးတော့ရက်ဆက်လာတော့မှာပါ။အချင်းချင်းပူးပေါင်းရတာတွေတိစားဖောက်ရတာတွေကလည်းအရင်ရထက်ပိုပြီးများလာလိမ့်မယ်။အာနိုကိုဂျီနဲ့အခက်အခါယူအီဇာဝါရိုရဲ့ဆက်ဆံရေးကဒီစီဇန်မှာပို့ပြီးတော့ကြီးကောင်းလာမှာပါ။ဖန်နေမျိုးလင်းနေတဲ့အခန်းလေးလည်းပလာနိုင်ပါသေးတယ်။အာနိုကိုဂျီရဲ့အာဂျီမြင့်နေကစားကုတ်တွေကိုဒီစီဇန်မှာမြင်ရတော့မှာပါ။နံပါတ်9ဂျိုဂျိုပတ်ဆေဗန်စတီဘောရန် ဂျီယိုသမိုင်းတစ်လျှောက်မှာမာစာပြီလို့သတ်မှတ်ထားတဲ့စတီဗိုရန်ကတော့2026တည်းမှာလာတော့မှာပါထွက်မရက်ကတော့3လပိုင်း19ရက်နေ့ဆိုပြီး Netflix ကတော့ confirm ထားပါတယ် Stone Ocean ပြီးကနေ့ကအဖန်တွေအားလုံးကဒီစတီဗိုရန်ကိုပဲမျှော်လင့်နေကြတာပါဒါက Universe မှာပြန်ဆမှာပါဇလန်းကတော့1980ဝန်းကျင်ခေတ်ကမြင်းပြိုင်ပွဲကြီးကိုအခြေခံထားပါတယ်ပထမဆုံး MC ကတော့ Johnny Joseph ဖြစ်ပါတယ်သူဟာအရင်ကနာမည်ကြီးမြင်းတီနမဖြစ်ပေမဲ့တနေ့နဲ့ပြစ်ခံရလို့အောက်ပိုင်းတည်နေတဲ့သူဖြစ်ပါတယ်အဲ့ဒီမှာ Johnny ရဲ့ဆရာလက်ဖြစ်မိတ်ဆွေလက်ဖြစ်လာမဲ့သူကတော့ Joyon Zeppelin လို့ခေါ်ပါတယ် သူဟာစပင်လို့ခေါ်တဲ့ရှင်းအောင်စမအကိုတွန်းတဲ့သူပါ။ဂျော်နီဟာ drive စပင်စမအကိုတွေ့လိုက်ရတဲ့အချိန်မှာပြန်ပြီးလမ်းလျှောက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုရရှိသွားပါတယ်။ဒါကြောင့် drive နဲ့အတူပြန်ပွဲတွေကိုဝင်ပြိုင်ရင်ဇလန်ကိုစတင်မှာပါ။ဒီ passive SP ရထုတ်ဖို့ကြားနေရတာကလည်းမျက်စိရခန်းတွေအများများလို့ဆိုပြီးတော့သိရတယ်။မျက်စိရခန်းတွေကိုလည်း CGI နဲ့ဖန်တီးမယ်လို့ကြားတယ်။လတ်တူကြကြပြောရရင်မြင်းနဲ့ကောင်ပြေးနေတာကိုလက်နဲ့တပုံချင်းလိုက်ဆဲဖို့ဆိုတာအနီမီတာကြီးတွတ်တွတ်ငရဲကမ်းမှာပဲစီးဘောရမကမြင်းတွေကတကောင်နဲ့မဟုတ်ပဲအုတ်လိုက်ကြည့်ပြီးမှဆိုတော့အဲ့ဒါကိုလက်နဲ့ဆဲဖို့ဆိုတာမဖြစ်နိုင်ပါဘူး SBI ရဲ့ဒါရိုက်တာကတော့မြင်းတွေကိုအနီမေးလောက်ရတာအခက်ခဲဆုံးပဲလို့ပြောဦးပါတယ်။ဒါကြောင့်ပြိုင်ပွဲဝင်တွေအများကြီးပြည်နေတဲ့အခန်းတွေမှာတော့ 3D စီကြံကိုတရားပေါ်သုံးပါပါ။ဒါပေမဲ့ Johnny နဲ့ Joanne တို့စကားပြောတဲ့အခန်းတွေအနီးကပ်မြင်ရတဲ့အခန်းတွေမှာတော့သူတိပုံစံနဲ့တရားပြန်ပြင်ဒီဒီထည့်ထားမှာပါ။သူယူကလည်းစိတ်ချရတဲ့ David Production ကပဲဆက်လက်တောင်းဝင်ထားတာမို့ quality ကတော့အရှက်ဖြစ်မှသိကြတယ်။နောက်ဆုံးအနီမေးလေးမပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ဦးနော်။ပြီးတော့ဒီ video လေးမှာ figure လေးကိုဝေးပေးထားတာမို့တွားပြီးတော့ cancel လုပ်ရပါတယ်။နံပါတ်10 Darling in a friend စတာပါအဲ့ဒီ anime ကတော့စီစဉ်သူဘယ်တော့မှလာမှာမဟုတ်ပါဘူးနံပါတ်10 bleach anime လောကရဲ့ battery ရဲ့တခုဖြစ်တဲ့ bleach ကတော့ final arc ကိုရောက်လာတော့မှာပါ bleach တောင်တန်ကြီးရ black war part 1 2 3ကလည်းရှေ့မှာတော်တော်လေးကြံခဲ့ပါတယ်အခု bleach ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ part 4ကတော့2026 october လာတယ်လို့ပြောနေကြပါတယ် part 4မှာတော့ ichigo နဲ့ yuwashiro နဲ့ရောက်ကဘာပြတ်မတ်တက်ခိုက်ကြမယ်နောက်ဆုံးတိုက်ပွဲကြီးကိုမြင်ရမှာပါ final အမြော်လင်းဆုံးဖြစ်တဲ့အိုင်းတန်ရဲ့အခန်းကလည်းဒီ part 4မှာ hype ဖြစ်လာအောင်ပါအိုင်းတန်ကသူ့ရဲ့ပကီစစ်မှန်ကိုထုတ်ပြလာနိုင်ပါတယ် မင်္ဂတော့ကစသိန်းလောရတယ်ဆိုပြီးပြောနေကြတာတွေရှိပါတယ်။ဒါပေမဲ့အနီမေမှာတော့စာရေးဆရာတိုက်နေကူဖို့ကိုရင်ကြီးကြပြီးဇက်ကွက်တစ်တွေတိုက်ပွဲသူတွေကိုထပ်ပြီးတော့ဖြည့်ပေးထားပါတယ်။မင်္ဂဖတ်ဖို့တဲ့လူတွေတော့မမြင်တဲ့အခန်းတွေပါလာအောင်ပါပါ။ဘလိရဲ့နောက်ဆုံးပတ်ဖို့ကတော့ဘလောက်ထိကြီးကြခဏမလဲဆိုတာကိုကျွန်တော်နဲ့အတူစောင့်ကြည့်လိုက်ရအောင်။ကဲဒါကတော့2026မှာကျွန်တော်တို့တရားဝကြည့်ရမယ်နာမည်ကြီးအနီမေဆေကပဲဖြစ်ပါတယ်။အနီမေဖန်လူတွေကဒီဆေကထဲမှာဘယ်ကောက်အကျယ်ဆုံးလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်နော်။ရှိဆက်လာမယ့်အနီမေသတင်းတွေကိုမလုံလောက်ကြည့်ရှုနိုင်မို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ ားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ကျွန်တော်နာမည်ကတော့ယိုယိုပါဒါဆိုရင်မီနာဆာအာရီကာတိုကိုဇိုင်းမတ်